စကားနိုင်ငံရဲ့သမရာအသည်ဖြစ်တောက်ကြနေက ကျန်းသစ္စာချင်းဆိုခဲ့တဲ့ဘုံမူကြီးမိုက်ကယ်ရန်ကီနေရင်းနေဟာလွန်ခဲ့တဲ့ရက်တွေအထိလူသိမ့်မတိခဲ့ပါဘူးသူ့ရဲ့စစ်ယူနီဖောင်းကိုလဲလိုက်ပြီးသမရာကျန်းသစ္စာချင်းဆိုခဲ့ပါတယ်အစိုးရရဲ့အဓိကဌာနတွေနဲ့အဖွဲ့အစည်းအလုံးကြီးပါကိုဖျက်သိမ်းခဲ့ပြီးအစိုးရအပြောင်းလဲကိုတောင်းဆိုခဲ့တဲ့မဒါဂါစကာဂျန်စီတွေကိုဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်ဒီနေ့ဟာကျွန်တော်တို့နိုင်ငံအတွက်သမိုင်းဝင်အလှည့်ပြောင်းနေ့တစ်နေ့ဖြစ်ပါတယ် နိုင်ငံကိုပြောင်းလဲလိုတဲ့ပြင်ပြတဲ့ဆန္ဒနိုင်ငံကိုအလွန်ချစ်မြတ်လိုတဲ့စိတ်တို့နဲ့ဖြစ်ပေါ်လာတဲ့ပြည်သူတွေရဲ့အုံကြွမှုနဲ့ကျွန်တော်တို့သမိုင်းစာမျက်နှာတစ်ကိုပျော်ရွှင်စွာဖွင့်လှစ်လိုက်ပါပြီလို့ဗိုလ်မှူးကြီးမိုက်ကယ်ရက်ကီနီရီနီကပြောပါတယ် အော်တိုဘာလ17ရက်နေ့မှာမိုက်ကယ်ရန်ကီနေရင်းနေဟာရုပ်သံဗီဒီယိုတစ်ခုမှာသူကလုံခြုံရေးတပ်ဖွဲ့တွေကိုဆန္ဒပြပြည်သူတွေဘက်ကနေရက်တီပေးဖို့တောင်းဆိုခဲ့ပါတယ်။မဒါဂါစကာနိုင်ငံမှာလျှက်စစ်တပ်အားနဲ့ရေပုံမှန်ပြတ်တောက်မှုကိုပြစ်တင်ဆန္ဒပြမှုတွေကနေတိုင်းပြည်စင်းရဲမွဲတေမှုနဲ့အဂရိလိုက်စားမှုတွေကိုစန့်ကျင်ဆန္ဒပြပွဲဟာလူငယ်တွေဥဆောင်ပြီးပြီးခဲ့တဲ့လကစတင်ခဲ့တာပါ။ဒီဆန္ဒပြပွဲတွေကြောင့်တမရော့အန်ထရီရာဆိုအဟာနိုင်ငံကနေထွက်ပြေးခဲ့ရပြီးနောက်ပိုင်းအခုလိုနိုင်ငံရေးအလဲ ပြောင်းပြစ်လာခဲ့ပါတယ်။အော်တိုဘောလ14ရက်နေ့မှာစစ်တပ်ကတရားဝင်အာဏာသိမ်းလိုက်ချိန်မှာတမရော့အန်ဒရီရာဆိုအယ်ကိုအမျိုးသားလွှတ်တော်ကဆွတ်ဆွဲပြစ်တင်ခဲ့ပါတယ်။ဗိုလ်မှူးကြီးမိုက်ကယ်ရန်ကီနီရင်းကိုတချို့ကလွတ်မြောက်ရေးခေါင်းဆောင်ဖြစ်ချီးကျူးကြပါတယ်။ ကုလသမဂ္ဂကတော့ဒီစစ်အာဏာသိမ်းမှုကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ရှုတ်ချခဲ့ပြီးအာဖရိကသမဂ္ဂကလည်းမဒါဂါစကာနိုင်ငံကိုအပွဲဝင်ဖြစ်ကနေဆိုင်းငံ့ထားပါတယ်။တမရတဲ့ရန်ကီနီရီနီကအယက်သားဝင်ကြီးချုပ်တစ်တူကိုအမြန်ခတ်သွားမှာဖြစ်ပြီးနှစ်နှစ်အတွင်းရွေးကောက်ပွဲကျင်းပပေးသွားမယ်လို့ကတိပြုခဲ့ပါတယ်။လက်တလောမှာနိုင်ငံကိုဥဆောင်ဖို့စစ်တပ်နဲ့ရဲအယားရှိတွေပါဝင်ဖွဲ့စည်းထားတဲ့စစ်ကောင်စီကိုဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်ရှင်။ ါကစ္စတန်နိုင်ငံကရာချီမြို့မှာတော့တောက်တာနေဝိပြုဆူတောင်းပွဲတွေပြီးမှအတန်းဖတ်မှုတွေထပ်မံဖြစ်ပွားနေတဲ့သတင်းတွေကြောင့်ဒေတာခံတွေအပြစ်ခတ်ရက်စဲရေးဆက်ပြီးတည်တံ့ပါမလားလို့စိုးရိမ်မိကွန်းထုတ်နေကြပါတယ်။မကြာသေးခင်ကဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကဒီဒေတာပေါ်တကယ်ကိုအသက်ရောက်မှုရှိပါတယ်။ဒီဖြစ်ရပ်တွေကြောင့်ကြောက်ရွံ့ထိတ်လန့်နေရတဲ့ခြေနေတရက်ကိုဖန်တီးလိုက်တာပါပဲ။အာဖဂန်နစ္စတန်နဲ့နေဆက်အနီးကစစ်ကန်တစ်ခုကနေမိကွန်းတွေထွက်နေတာကိုရုတ်တံမှတ်တမ်းတွေထဲမှာတွေ့ရပါတယ်။ တောက်တာနေကစစ်သွေးကြွတွေကဖောက်ခွဲရေးပစ္စည်းတွေတက်ဆင်ထားတဲ့ truck ကတစီနဲ့အဲ့ဒီစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့သူတို့ရဲ့နေသားဆောင်တပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့တယ်လို့ပါကစ္စတန်ကပြောပါတယ်။ပါကစ္စတန်ရဲ့လက်တုပ်ပြန်လေးကြောင်းတိုက်ခိုက်မှုတွေကြောင့်အာဖဂန်နစ္စတန်နိုင်ငံပါတီကာနယ်ဇတ်ဒေသမှာခရစ်ကတ်အသင်းသားတွေအပေါင်းဝင် အရက်သားတချို့သေဆုံးခဲ့တယ်လို့အာဖဂန်မီဒီယာသတင်းတွေမှာဖော်ပြပါတယ်။အစ္စလာမဘက်အစိုးရကတော့ပါကစ္စတန်စစ်တပ်က သူတို့ကိုထရက်ကားနဲ့တိုက်ခိုက်ခဲ့တဲ့ပါကစ္စတန်တာလီဘန် TTP အဖွဲ့ကိုပဲပြစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ရဲ့တီးကြတဲ့ခုခံတုံ့ပြန်မှုဟာအာဖဂန်အရက်သားပြည်သူလူထုကိုပြစ်မှတ်ထားတာမဟုတ်ပါဘူး။တာလီဘန်တပ်ဖွဲ့တွေနဲ့မတူတာကကျွန်တော်တို့ဟာအရက်သားပြည်သူတွေရဲ့မထိခိုက်မဆုံးရှုံးအောင်အထူးသတိထားဆောင်ရွက်ပါတယ်။ပါကစ္စတန်တာလီဘန်အဖွဲ့ရဲ့ခေါင်းဆောင်နိုဝါလီမက်ဆုကတော့သူတေဆုံးသွားပြီဆိုတဲ့သတင်းတွေကိုညင်းဆိုဖို့သူကိုယ်တိုင်ဗီဒီယိုကင်မရာရှေ့ထွက်လာခဲ့ပါတယ်။ နယ်စပ်မှာရဲတံကြာလူသေးဆုံးမှုတွေရှိတဲ့တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့ပြီးနောက်ဗိုလ်တပ်ဘူးနေကအပြစ်ခတ်ရဲစဲရေးကြောင့်အခြေအနေတွေခိတ္တတည်ငြိမ်ခဲ့ပါတယ်။တောက်ကြာနေမှာတော့ကာတာနိုင်ငံမှာပြုလုပ်နေတဲ့နှစ်ဖက်ဆွေးနွေးညှိနှိုင်းပွဲတွေတွင်အပြစ်ခတ်ရဲစဲရေးကိုတက်တန်းတိုးဖို့အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့သဘောတူညီခဲ့ကြတယ်လို့ရိုက်တာသတင်းဌာနကပေါ်ပြပါရယ်ပါကစ္စတန်နိုင်ငံတွင်းစစ်သွေးကြွတွေဝင်ရောက်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်လွန်ခဲ့တဲ့၄နှစ်ကအာဏာပြန်လည်ရရှိခဲ့တဲ့အာဖဂန်တာလီဘန်အစိုးရနဲ့ ပါကစ္စတန်အစိုးရတို့ဆက်ဆံရေးကိုတင်းမာနေခဲ့တာပါရှင်။မိမဲဆိုင်ရာကျွလွန်သူ Jeffrey Epstein နဲ့ပတ်သက်တဲ့အရှုပ်တော်ပုံကြောင့် ဗြိတိန်မင်းသားအန်ဒရူးဟာသူ့ရဲ့ Duke of York တော်ဝင်ပွဲနဲ့တခြားဂုဏ်သူးဆောင်ပွဲတွေကိုဆွလွတ်လိုက်ပြီးဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုသူ့အကူရော Charles ဘုရင်မင်းမြတ်နဲ့ဆွေးနွေးပြီးနောက်ချမှတ်ခဲ့တာပါ။မင်းသားအန်ဒရူးကသူ့ပေါ်ဆွဆွဲချက်တွေဟာတော်ဝင်မိသားစုနဲ့လုပ်ငန်းဆောင်တာတွေကိုအာရုံပြက်ပြားစေတယ်လို့ပြောခဲ့ပြီးဒီဆွဆွဲချက်တွေကိုလည်းသူက ပြင်းပြထန်ထန်ညှင်းဆိုထားပါတယ်။ Charles ဘုရင်မင်းမြတ်ရဲ့သဘောတူညီချက်နဲ့ပဲကျွန်တော်ကိုချီးမြှင့်ထားတယ်။ဘွဲတစိတ်တောင်မှမဟုတ် ုံတူးဆောင်ဖွဲ့တွေကိုကျွန်တော်ဆက်လက်အသုံးပြုတော့မှာမဟုတ်ပါဘူးလို့အန်ဒရူးမင်းသားကပြောကြားခဲ့ပါတယ်။2019ခုနှစ်ကအင်တာဗျူးတစ်ခုမှာကွယ်လွန်သွားပြီဖြစ်တဲ့ဘီလီယနာတတိကြီးအက်စတိန်နဲ့မပတ်သက်တော့တဲ့အကြောင်းပြောခဲ့ပြီး2010ခုနှစ်မှာကလေးကအဆက်အသွယ်ဖျက်တောက်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီပတ်ထဲမှာဗြိတိန်မီဒီယာတွေမှာပေါ်ထွက်လာတဲ့သတင်းတွေအရအန်ဒရူးနဲ့အက်စတိန်တို့2011ခုနှစ်ကအပြန်အလှန်စကားပြောဆိုမှုတွေပေါက်ကြားခဲ့ပါတယ်။ ဒီဂါရီယန်သတင်းစာကဒါဗီနီယာဂျူဖရီရဲ့မှတ်တမ်းတွေက အချက်အလက်တချို့ကို ထုတ်ပေါ်ပြသခဲ့ပါတယ်။အန်ဒရူးကိုဗာဂျီနီယာဂျူဖရီကအသက်18နှစ်အရွယ်မှာလိမ့်မိုင်းဆိုင်ရာဆော့ကားခဲ့တယ်လို့စွပ်စွဲထားတာဖြစ်ပါတယ်။ဒီသတင်းတွေအားလုံးကပြည်တိန်တော်ဝင်မိသားစုကိုတကယ်ပဲအာရုံပြတ်ပြားစေပါတယ်။သတင်းတွေအရချားစ်ပီရင်နဲ့မင်းသားဝီလျံတို့ရဲ့ဖိအားပေးမှုတွေကြောင့်အခုလိုဘွဲကိုစွန့်လွတ်ခဲ့ရတာလို့လဲဆိုပါတယ်။အန်ဒရူးဟာကွယ်လွန်သူဗီယမာကြီးရဲ့ဒုတိယသားတော်ဖြစ်တဲ့အတွက် မိသားတစ်ပါးဖြစ်တော့ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။သူ့ရဲ့ဇနီးဟောင်းဖြစ်သူဆာရာဖာကူဆန်လည်းပဲ Duchess of York ဆိုတဲ့ဘွဲ့ကိုဆက်လက်အသုံးပြုရမှာမဟုတ်ဘူးလို့သိရပါရဲ့ရှင်။ တစ်နိုင်ငံရဲ့အစိုးရရှိနေတွေကပြီးခဲ့တဲ့နှစ်ကအဖြုတ်ချခံခဲ့ရတဲ့ဝင်ကြီးချုပ်ဟောင်းရှိဟာစီနာကိုတည်ရန်ပေးဖို့တောင်းဆိုနေကြပါတယ်။လက်ရှိမှာအိန္ဒိယနိုင်ငံကိုထွက်ပြေးတင်းရှောင်နေတဲ့ဝင်ကြီးချုပ်ဟောင်းဟာပြီးခဲ့တဲ့နှစ်က နိုင်ငံလုံးကျွတ်လူမှုအုံကြောင်းမှုတွေအတွင်းလူထောင်၄၀၀အထိတည်ဆုံခဲ့ရမှုအတွက်လူသားတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ဆုတ်ဆဲခံထားရပါတယ်။တာတာရင်းကဘင်္ဂလားဒေ့ရှ်စ်ခုံရုံးရှိနေချုပ်က ရှိတ်ဟာစီနာဟာအကြမ်းဖက်မှုနောက်ကဲကအ धिक တိုးကင်သူနဲ့အ धिक တာဝန်ရှိသူဖြစ်တယ်လို့ပြောပါတယ်။ဒါအတွက်အမြင့်ဆုံးပြစ်ဒဏ်ကို တောင်းဆိုခဲ့ပြီးသူဟာတည်တဲ့အကျင့်1400ကြာခံထိုက်ပါတယ်လို့ပြောဆိုပါတယ်။ရှိတ်ဟာစီနာဟာလက်ရှိမှာနယူးဒေလီမြို့တော်မှာတင်းရှောင်နေထိုင်နေတယ်လို့သတင်းရရှိပြီးတရားရုံးရှိကိုလာရောက်ဖို့ညှင်းဆိုခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပြီးခဲ့တဲ့ဇူလိုင်လနဲ့ဩဂုတ်လတွေမှာအစိုးရကိုမကျေနပ်တဲ့တောင်းသားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေက တနိုင်ငံလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒီလူရုအောင်ကြောင်းမူကြီးကြောင့်15နှစ်ကြာရှိတ်ဟာစီနာရဲ့အစိုးရကိုဖျောက်ချသွားပြီးသူလဲအိန္ဒိယကိုထွက်ပြေးခဲ့ရပါတယ်။မီဒီယာများပြကတော့တရားခွင်မှာရှိတ်ဟာစီနာရဲ့အတန်းလိုယုံကြည်ရတဲ့အတန်းဖိုင်တစ်ခုကိုဖွင့်ပြခဲ့ပြီးအဲ့ဒီထဲမှာဆန္ဒပြသူတွေကိုတိတိယောက်နှိမ်နင်းနိုင်ဖို့လုံခြုံရေးတပ်ဖွဲ့တွေကိုအမိတ်ပေးစေခိုင်းနေတဲ့အတန်းပါဝင်တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကရှိဟာစီနာကိုနိုင်ငံကိုပြန်လွှဲပြောင်းပေးဖို့အိန္ဒိယအစိုးရကိုတောင်းဆိုထားပေမယ့်ဒါကိုခွင့်ပြုမပြုတော့မရှင်းလင်းသင်ပြဖို့ရှိရှင်။ ီဒီယို NUG ကိုနားဆင်နေကြတဲ့ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးမိအစီအစဉ်ကတော့သတင်းနဲ့အတူလူလူစကားသံအစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်ချိနဲ့နေတဲ့ဂျုံဆိုင်ပြိုးတဲ့လုပ်ငန်းနဲ့လဝကြီးအုပ်ခံထားရတဲ့ဂျုံဈေးကွက်မှာဂျုံသီးနှံဖွံ့ဖြိုးဖို့အတွက်အကြမ်းဖက်စစ်တပ်ကကြက်တသိန်းခွဲအုံပြူလာပါတယ်ဒီသတင်းကိုတားအိုကပေးပို့ထားပါတယ်ခင်ဗျာမြန်မာဂျုံဆိုင်ပြိုးတဲ့တပ်တန်းဟာနှစ်ပေါင်း100ကျော်ရှိလာပြီဖြစ်ပေမဲ့ဂျုံဟာထိတ်တန်းသွင်းကုန်တစ်မျိုးလည်းဖြစ်နေပါတယ် ဂျုံတောင်သူအတွက်ဂျုံဆက်ချိန်မှာအထွက်နှုံးကောင်းတဲ့ဂျုံမျိုးတွေမရတာဂျုံပေါ်ချိန်မှာအကျိုးမြတ်ရှိတဲ့ဂျုံစည်းတွေဖြစ်မနေတာဂျုံနဲ့လှုပ်တဲ့မုတ်လုံငန်းရှင်တွေမှာလည်းဂျုံမုတ်အချိန်မီမရလို့ဂျုံမုတ်ပြက်လက်တာ စတဲ့နှစ်ပေါင်းရာချီကျော်နေတဲ့ဂျုံဆိုင်ပြီးဂျုံမလုံလောက်တဲ့ပြဿနာကွင်းဆက်ကြီးကိုဖြေရှင်းဖို့အတွက်အကြံဖက်စစ်တပ်ကစိုက်ပံကနေတဆင့်အခုနှစ်2025စောင်းသီးနှံစိုက်ပျိုးချိန်ကစပြီးဂျုံစိုက်ပျိုးစရိတ်ချင်းွေတရေကကိုကြက်တသိန်းခွဲပေးပြီးဖြေရှင်းဖို့စူးစမ်းလာတာဖြစ်ပါတယ်။ ဂျုံသီးနံဖွံ့ဖြိုးရေးကိုအဓိကထိခိုက်စေတာကအကြံဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ဖြစ်ပြီးမြမအကောင်ဆုံးဂျုံနံနေထွက်ရှိရာစကိုင်းတိုင်းအတွင်းမှာအကြံဖက်စစ်တပ်ရဲ့ထိုးစစ်တွေကြောင့်ဂျုံဆိုင်ပြိုးထုတ်လုပ်မှုညှော့နှဲစေတာဖြစ်ပါတယ်။ဒီအကြောင်းကိုဂျုံငင်းတွေအကြောင်းနှံ့ဆက်သူတို့အကအခုလိုပြောပါရခင်ဗျာ။ တော့ပေါ်နေတာတော့အဲ့ဒါကနိုင်ငံရေးဖြစ်နေတယ်နိုင်ငံရေးပတ်နာနေလို့ဟိုအဖြစ်နဲ့ခင်ဗျအဓိကစိုက်တာရှမ်းမြောက်မှာစိုက်နေရှမ်းမြောက်ကမူဆယ်နောင်ချိုးကျွန်တော်တို့တခါပြအဲ့ရဆွလာရင်ဒိန်းခုလာပြောတဲ့အချောင်းမဲဘာညာဒီဘောပေါ်ကအဲ့ရဂျောမှာစိုက်နေလားမစိုက်နေလားလဲကျွန်တော်တို့မသိဘူးလူတော်မူဆယ်မှာရှိတဲ့တောင်တွေမူဆယ်နံပါတ်ဆောင်မှာရှိတဲ့တောင်တွေဒီဘုတ်မှာဆိုင်မှာရှိတဲ့တောင်တွေသူတို့ကတော့ရှင်းတယ်သူတို့ပြုတ်သွားတာတော့ဒီဒီကမူပြီးရေဒီယိုကိုပြန်သွားတယ် အဲ့တော့ပြဿနာမရှိဘူးမကြောဒီအတွင်းပိုင်းတောင်မှုတွေမှာမင်းလေးစင်နိုင်ရဲ့စင်မစင်နိုင်ရင်တော့ဒီတော့ဒီကောပြောဆုံးမဲ့ခင်းနေအချမ်းဖတ်စစ်တပ်ရဲ့ထိုးစစ်တွေကြောင့်အညာတကျော်ကဂျုံဆိုင်အိတ်ကတွေယော့နေသွားရတယ်လို့ရှမ်းပြည်နယ်ကဂျုံကင်းတွေမှာလည်းဈေးမရပဲဈေးကွက်ပြတ်တာကြောင့်ဂျုံနီယာမှာခင်းကျင်တွေကိုအစားထိုးစိုက်ပျိုးလာကြပါတယ်အချမ်းဖတ်စစ်တပ်အစဉ်အဆက်ဟာတီးနှံဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်ကောက်ကင်လိုက်ရင်အဓိကကျတဲ့တောင်သူနဲ့ဆက်ဆက်တဲ့ pre harvest လုပ်ငန်းကိုကျော်ပြီး တိုင်းပြည်မျက်နှာထောက်လင့်မရှိတဲ့ခရိုနီတွေကြီးစိုးရာကုန်တယ်ဆက်မှုအသင်းချုပ်မှာရှိတဲ့အသင်းအဖွဲ့တွေနဲ့ပဲစီမံလေးရှိတာမို့အခြားသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းတွေလိုပဲဂျုံလုပ်ငန်းဟာထိတ်တန့်သွင်းကုန်ဖြစ်လာပြီးပျက်စီးယိုယွင်းလာတာပဲဖြစ်ပါတယ်။ပြည်တွင်ကဂျုံတောင်သူတွေကိုဂုတ်သွေးဆုပ်အမျက်ထုတ်ရင်းအင်အားကြီးလာတဲ့ဥကျူဒိုင်မွန်စတာအုပ်စုတွေဟာပြည်တွင်ဂျုံတောင်သူတွေကိုဈေးကွက်အရအကြီးအကျယ်ချေလည်နေတာတွေရှိလို့ဂျုံသီးနှံဖွံ့ဖြိုးဖို့ပြည်တွင် SME လုပ်ငန်းတွေဖွံ့ဖြိုးဖို့လိုအပ်တယ်လို့ကျွမ်းကျင်သူက ထောက်ပြပါတယ်ခင်ဗျာ။ ျွန်တော်တို့ဥပဒေတိုင်းမှုစတဲ့စက်ကြီးတွေကကျွန်တော်ဒီပြည်တွင်းဂျုံကိုတင်မဟုတ်ထဲနဲ့ဒီပါဂျုံကိုတင်ရတာရှိတယ်။အော်စတြေးလျသွင်းတာရှိတယ်။ဟိုတရုတ်ကသွင်းတာရှိတယ်။အဲ့လိုသွင်းပြီးမှကျွန်တော်တို့ကျွန်တော်ဂျုံနေနဲ့စတာပေါ့။ကောင်းတာကတော့ဗျာဒီကုတ်ခုမှတော့မိုနိုပိုလီလောက်ထားတယ်ဆိုရင်တော့ဒါဈေးကွက်တိုင်းမှာကျွန်တော်တို့ကလိုက်ရောင်းအောင်မပေါ့။ဒါပေမဲ့ကျွန်တော်တို့ကခုလာခန္ဓာပါရှိအောင်ဆိုတော့ကျွန်တော်တို့ကဘာလို့ဒေတာရုတ်စက်ကလေးရှိအဲ့လို SME တွေကိုအားပေးရမယ်။ ပြည်တွင်းထုတ်ကုန်လုပ်ငန်းကိုတကယ်အားမပေးဘဲအရေးသွေးညံ့တဲ့သွင်းကုန်တွေအပေါ်လစ်လျူရှုလာတဲ့အကြမ်းဖက်စစ်တပ်အစဉ်အဆက်ဟာစိုက်ပျိုးစည်းဝါးဖွံ့ဖြိုးဖို့အစဉ်တစိုက်ပြောဆိုလာပြီမယ်လဲအောင်မြင်လာတာမရှိပါဘူးအခုအခါမှာလဲနှစ်ပေါင်း150နီးပါးရှိလာပြီးအကြဘက်ကိုရောက်နေတဲ့မြမကျုံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းကိုစိုက်ပံကိုငွေထည့်ပေးပြီး ဂျုံတောင်သူတွေအတွက်တေအေကကြက်တသိန်းခွဲသုံးပြီးဖွံ့ဖြိုးရေးစကားဆိုလာတာဖြစ်ပါတယ်။တကယ်ဂျုံဆိုင်ပြိုးထုတ်လုပ်တဲ့လုပ်ငန်းမှာတော့ဂျုံတောင်သူတွေမတင်မရှင်းဆိုင်ပြိုးထားတဲ့ဂျုံတွေကိုခရိုနီဂျုံလုပ်ငန်းရှင်တွေကခုတ်သွေးဆုပ်ကောက်သိန်းကောက်တယ်လို့ကောက်ပြီးမြမဂျုံဈေးကွက်ကိုချေလဲရင်အင်းအားကြီးတစ်ထက်ကြီးလာနေပါတယ်။ဒါကြောင့်မြမဂျုံလုပ်ငန်းဖွံ့ဖြိုးဖို့ကအကြံဖတ်စစ်တပ်သက်ဆိုးရှည်တွေမဖြစ်နိုင်တယ်လို့ဂျုံလုပ်ငန်းဖွံ့ဖြိုးလာဖို့ကြက်တသိန်းခွဲသုံးလာတဲ့အကြံဖတ်စစ်တပ်ရဲ့အကြံစီကလည်း ရည်စရာဟာတာစကားသာဖြစ်လာပါတယ်အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတောက်သားဦးကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ